အားလုံးပဲမင်္ဂလာပါရှင်။음ဒီခေါက်မှာတော့ရိုရိုပို့စ်ဗီဒီယိုမဟုတ်ပဲနဲ့အလိုက်လေးလွင့်ချင်လို့ပေါ့နော်။လိုက်ကတော့တခါမှမလွင့်ဘူးတေးဘူး။အခုမှပထမဆုံးလိုက်လွင့်ဘူးတာ။အမ်ဒီတခေါက်မှာတော့မပင်လေးလေးဆိုတော့အခုပုံမှာဗီဒီယိုမှာပြထားတဲ့ကျောက်စိမ်းအေဂရီတမဟုတ်ဒေါ်လာပင်လို့ခေါ်တယ်။အပင်လေးเจ้าပေါ့နော်။ အဲပထမဆုံးလွင့်တာဖြစ်တာကြောင့်မာရင်မှုများတစုံခေါက်ဖြစ်ခဲ့ရင်အတန်တိုးနေတာဖြစ်ဖြစ်ရှိခဲ့ရင်ခွလွန်နားလဲပေးပါလို့ပြောပြစီရှင်ဒါတော့အခု ကျမစိတ်နေတဲ့အာကျမစိတ်ထားတဲ့ပင်ပေါ့နော်အဲကြောက်စိန် agree ကြောက်စိန် agree ပင်လို့ခေါ်ရပေါ့နော်အဲဒေါ်လာပင်လို့လည်းခေါ်ကြတယ်သူ့ကြောင်းလေးကိုပြောပြချင်လို့ရှင်အဲသူကဒါကတော့မိတ်ဆွေတယောက်က အလက်ဆောင်ပေးထားတာပေါ့နော်အမ်ဘာပေးလို့တေချာမသိပဲနဲ့သူကအမ်ဒါကလီလီတန့်စီတယ်အမ်အစိတ်တောက်တွေဖယ်တောက်ဖယ်ပြီးတော့လီဒီအောက်ဆီဂျင်ပေါ့အောက်ဆီဂျင်ကောင်းလေအောက်ဆီဂျင်ကောင်းကောင်းလေးထုတ်ပေးတယ်လို့ပြောတဲ့အပင်လို့ပြောတယ်ပေါ့နော်အမ်ဂမုံအမျိုးအစားပေါ့အမ်ဒီအပင်အကြောင်းလေးကိုပြောပြရှင်းတာပါရှင့်အာနားဆင်ပေးပါဦးနော်သူက အဲဘေလောက်တီအမြင့်ဘေလောက်ရှိလဲဆို3ပေအထိမြင့်တယ်ပေါ့နော်ဒီကြောက်ဆိုင်အေဂရစ်ပင်ကလေဒေါ်လာပင်ကသူကဘေကနေလာတယ်ဆိုတော့အာဖရိကလာတာရှင့်အဲမူရင်းဒေတာတော့အာဖရိကဒီမြန်မာနိုင်ငံကိုအဲဘေခုနှစ်ကနေစရောက်လာလဲဆိုရင်1998ခုနှစ်မှာထိုင်ဝမ်နိုင်ငံရရင်စတင်ရောက်ရှိလာခဲ့တာအစပိုင်းမှာကြောက်ဆိုင်ဂမုံပင်လို့ပဲခေါ်ခဲ့ကြတယ် 2000ခုနှစ်ကနေစတင်ပြီးတော့အပင်တင်တင်ခဲ့တဲ့သူကကြောက်စိမ်းအီဂရစ်ဆိုပြီးမှအမဲအမီစခေါ်ရဲပေါ့နော်သူကမိုးခေါင်တဲ့ဌန်ခဏရင်ရှိတယ်နောက်ပြီးမှသူ့ရဲ့ဥကပေါ့နော်မြေအောက်မှာအာလူးအာလူးဥလိုပဲအယူရှမ်းတဲ့ဥရှိတယ်ဒီဥကနေမှသူကဘေဒါယိုယိုတာနေထွက်လာလို့မျိုးအဲ့ဒီကနေအစိမ်းရောက်တော့ပါတဲ့အစိမ်းရောက်အကိုင်လေးအခုပုံမြင်ရတိုင်းပေါ့နော် ဒီပုံလေးအတိုင်းဒါဆိုရင်ဟောပဲရှိတယ်အဲစိတ်ဒါဆိုရင်နှစ်နှစ်ကြာကြာလောက်ပဲရှိတယ်ပေါ့နော်နှစ်နှစ်ကြာကြာလောက်ပဲရှိတယ်သူကရေမကြိုက်ဘူးရေများတယ်ဆိုရင်သူကပုတ်တတ်တယ်နောက်ပြီးရင်သူကအပွင့်ရှိရယ်ဒါမဲ့အပွင့်ကတအားကြီးပွင့်ခဲ့တယ်တော်ရုံတိုင်အောင်မပွင့်ဘူးအရွက်ကလည်းတစ်ခေါက်နဲ့တစ်ခေါက်မတူဘူးပေါ့နော်စကျွန်တော်ကျမတို့ကဘယ်နှပွင့်ပွင့်လဲဆိုရင်၁၀ပွင့်အဲ၁၀ပွင့်၁၀ပွင့်ကနေနောက်တစ်ခိုင်းမှခါကျော်လဲ၁၀ပွင့်ပဲအခုနောက်ဆုံး အမ်နောက်ဆုံးမှာပေါ့အဲ့ဟာပွင့်တာခါကျတော့12ပွင့်ထိပွင့်တယ်အမ်အာစေးတွေကတော့အမ်တအားရောကျွေးစရာမလိုဘူးရေလည်းတအားကျွေးစိတ်စရာမလိုဒါသူ့ရဲ့အပင်ရပေါ့နော်နောက် तू ကပြောတဲ့အတိုင်းအစိတ်အောက်တွေကိုပြည်စီပြီးတော့အောက်ဆီဂျင်ဒီလေကောင်းလေတန်းကို ထုတ်လွှင့်ပေးတဲ့အခါမှာလူတွေကအမ်အောက်ဆီဂျင်တွေလည်း အောက်ဆီဂျင်လည်းရစေတယ်လေကောင်းလေတန်ရစေတယ်ပေါ့နော်လေကောင်းလေတန်ကိုရစေတဲ့အပြင်သူ့ကိုဒေါ်လာပင်ဒီအပင်ကရှင်တန်ကြီးထွားသလောက်ကိုလက်ကောင်းတယ်ဝင်ငွေကောင်းတယ်စီးပွားရေးကောင်းတယ်လို့ဟိုမက်ယူကြတဲ့အတွက်ပေါ့နော်သူ့ကိုယုံခန်းဒီမာတွေအိမ်ရင်းမာတွေအလားစိတ်ကြတယ်ပေါ့နော်ဘာလို့လဲဆိုရင်လေကောင်းလို့ရလို့ဒေါ်လာပင်အန်ဝင်ငွေလည်းကောင်းလို့အဲ့လိုမက်ယူကြတာပေါ့နော်ဒီမှာသူနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကောင်းတာတွေရောရှိရဲ့ ကောင်းတာနဲ့အတူဆိုးတာလည်းရှိရပေါ့နော်အဲအဲ့ဒီကောင်းတာနဲ့ဆိုးတာမှာဆိုရင်အဲအကောင်းကိုအရင်ပြောပြမယ်ပေါ့နော် အကောင်းကပါလဲဆိုရင်သူကပြုစုရလွယ်ကူတယ်အဲတကူတကအာတအားကြီးကိုယူစိတ်ဆရာမလို့ဘူးသူကရေလဲအမြဲတမ်းလောင်းဆရာမလို့ဘူးပေါ့နော်သူကအရေးတအားရှားပါတဲ့ဒေတာနေမှာတော့ရေအလွန်ရှားပါဒေတာမှာတော့သူကရှင်းတတ်နိုင်တဲ့အပင်မျိုးပေါ့နော်နောက်ပြီးရင်စစိတ်မဲ့သူအတွက်ကလည်းရေပုံမှန်လောင်းပေးဆရာမလို့ဘူး ဝေးတစ်ခါမှလောင်ပေးရုံပဲအဲဒါတော့သူ့ရဲ့ကောင်းကျိုးပေါ့နော်အဲပြူစီရလွယ်ကူတယ်ပေါ့နော်နံပါတ်1ခါကျတော့သူကလေတန့်စင်ပေးနိုင်တယ်ကျွန်မခုနပြောသလိုပဲလေထဲမှာသူကအဲ့ဒီအစိုက်အတော့ဖြစ်စီတဲ့ဓာတ်တွေကိုသူကဘာလို့လဲဆိုဖယ်ရှားပေးနိုင်တယ်ဆိုတော့တန်သိပ္ပံပညာရှင်ကလွတ်လာတွေ့ရှိထားတာကိုဖော်ပြထားတယ်ပေါ့နော်လေလာတွေ့ရှိထားတယ်ဒါကြောင့်မို့သူကိုအဲဒီရုံခန်းထဲမှာဆိုရင်အဲနောက်ပြီးရင်ဟိုအပင်နေနေနေရတယ်ပေါ့နော် မာလေထုတွေညံ့ညမ်းနေရဆိုရင်ဒီပင်လေးတွေစိုက်ပေးတယ်ဆိုရင်တော့ကိုယ့်ရဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေကိုတက်တာစီတာပေါ့လေတွေလေတက်နေရတဲ့အတွက်ပေါ့နော်နောက်ပိုင်းနောက်နံပါတ်3ချက်ကောင်းကျိုးကတော့ तू ကစမခဏပြောတဲ့အတိုင်းဒေါ်လာပင်လို့လည်းခေါ်တာဟုတ်အဲဆိုတော့သူ့ရဲ့ကောင်းကျိုးကဘာလဲဆိုရင်စီးပွားဖြစ်တယ်နောက်ပြီးရင်ဒေါ်လာတွေဝင်လာရအောင်အဲနမိတ်ကောင်းနေပေါ့နော်အဲခါကျတော့သူ့ကို သုံးချက်နဲ့ပေါ့နော်သုံးချက်နဲ့အဓိကစိုက်ကြတယ်ခေါင်းကျိုးအနေနဲ့ပေါ့နော်နံပါတ်၁ကတော့ပြောတာခဏကအဲသူကပြူစုရတာခဏခါပြူစုကြမလို့ရေလဲခဏခါလောင်းပေးကြမလို့နံပါတ်၂ခါကျတော့အဲလေပေါ့နော်လေတန်းလေခေါင်းလေပေးတယ်ထုတ်ပေးထုတ်လွန့်ပေးတယ်အစိတ်တောက်ကိုပြပြောက်စေတယ်နံပါတ်၃ခါကျတော့ဒီခေါင်းရောကြီးထွားတလို့စီးပွားလဲဖြစ်ထိုးတယ်ဆိုတော့ယုံကြည်မှုတွေရှိကြတယ်ပေါ့နော် သူမှာတော့အာစိုးကျိုးတော့ရှိတယ်ခေါင်းကျိုးရှိလို့စိုးကျိုးရှိတယ်အဲ့ဒီစိုးကျိုးကဘာလဲဆိုတော့ဒီအပင်ကိုထိမိတယ်ဗောနော်ထိလိုက်တယ်ကျိုးသွားတယ်ဆိုရင်အေးရထွက်လာတဲ့အစီအစီတွေကဘာဖြစ်လဲဆိုတော့အစိတ်တောက်ဖြစ်စေတယ်ဥမာကြောင်မဲဖြစ်ဖြစ်စားမိတယ်ဆိုရင်လေဒီအော်အန်နာတွေအမအီမတာဖြစ်လာတာတွေဒီဟာတွေဗောနော်ဒီဟာလေးအစိတ်တာဖြစ်စေတယ်ဗောနော်အခါကျတော့တချို့ကလည်းပြောတယ်ဗောနော်အာကျမတို့ထိလိုက်တာပဲအဲဘာမှမဖြစ်ဘူးဘာညာဗောနော်အဓိကကတော့ထိလိုက်တာနဲ့ချက်ချင်း ဖြစ်တာမဟုတ်ဘူးသူရရင်ထွက်လာတဲ့အစည်းအစည်းကနေထိမိတဲ့အခါမှာဥမမတော်ရစားဝင်မိတဲ့အခါတိုင်းခါမှာမအီမတာတွေဖြစ်စေတယ်အော့အန်နာစေတယ်ပေါ့နော်အမှ तू ကဘာတွေဖြစ်လာလဲဘာလက္ခဏာပြလဲဆိုရင်ဒီမှာဖတ်ရတဲ့စာထဲမှာဆိုရင်ဒီအစိုက်ပိုင်းတစ်ခုဝါစားမြက်ပဲဖြစ်ကိုကကင်လိုက်တဲ့အခါမှာလက်မှာအစည်းပြီးပြီးတော့မလက်မတန်းစင်ပဲနဲ့ဗဇက်အေးထဲမှာဒီ လက်ကနေတစင်းဝင်သွားမယ်ဆိုရင်သူဆဆချင်းဒီပါဇက်တို့ရှာတို့လေချောင်းတို့မှာပူလောင်တာတို့နာကျင်တာတို့ရောင်ရမ်းတာကိုဖြစ်စေနိုင်တယ်ဗောနော်နောက်ပြီးချက်ချင်းနာကျင်မှုဝိညာဉ်ကိုဖြစ်စေပြီးတော့အပြင်ပြုတ်အန်နာတွေအန်ချင်းတွေဝမ်ရှော့ချင်းတွေလည်းဖြစ်စေတယ်ပေါ့နော်ဒီအပင်ကနောက်ခုကကြောအရေပြားနဲ့ထိတွေ့မယ်ဆိုရင်လည်းဒီအညွတ် ကျိုးပဲ့တဲ့အခါမှာအစီထွက်လာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အေးပြားရမ်းရမ်းတာလို့နေရတာလို့ရာနာမှုတွေထွက်တာဖြစ်တတ်တယ်ပေါ့နော်။ဒါမှမဟုတ်ဒါကတော့အစီထွက်မှာပေါ့နော်။တချို့ကကျတော့အဲကျမတို့ကင်တာပဲလောက်တာပဲဘာမှမဖြစ်ဘူး။အဲဘာပေါ်လဲမှုတည်လဲဆိုရင်လူတယောက်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံလဲမှုတည်ရေပေါ့နော်။တချို့တွေဆိုရင်အေးပြားတွေကဟိုဘယ်လိုပြောမလဲဆိုရင်ထိခိုက်မခံတာရှိတယ်။အဲကကျတော့ထိခိုက်မှုမခံနိုင်လွယ်တဲ့လူနဲ့ထိခိုက်ဖို့ခံခံနိုင်တဲ့လူ အဲ့လို꽌တလို့ပေါ့နော်။နောက်ကျွန်တော်အမ်အမြင်တမ်းပေါ့နော်ဓာတ်စာတွေအဲတဘာဝစီးပင်နေဖတ်ပြတယ်ပေါ့နော်။ဖတ်ပြတဲ့အခါမှာအာကျွန်တော်တို့တဲ့တယ်ကျွန်တော်တို့မတဲ့ဘူးအဲ့လိုတွေရှိတယ်ပေါ့နော်။အဲ့အခါကျတော့တချို့ခါပြောရပေါ့နော်။အာဒါဝတ်ကျွေးရှိလို့ဝတ်နာကန်နာကြပေါ့။အဓိကကတော့မဟုတ်ဘူး။ကျွန်တော်တို့ဘာအဓိကလို့လဲဆိုရင်ကျွန်မအဲ့ဒီအကြောင်းကိုပြောပြချင်တယ်ပေါ့နော်။အဲအသေးစိတ်ပြောပြချင်တယ်။ဘာလဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာအပူလွန်တဲ့ခန္ဓာကိုယ်ရှိတယ်။အဲအေးလွန်တဲ့ခန္ဓာကိုယ်ရှိရဲ့။ ဒီတဘာဝအပင်ကိုကျွန်မကျွန်မတို့စားလိုက်မယ်ဆိုရင်ဒီဓာတ်မှာဘာပါတယ်လဲဆိုအပူလွန်ဒီဟာဒီဟာကိုစားလိုက်မယ်ဆိုကျွန်မတို့အပူလွန်လာတာရှိရဲ့အပူလွန်တဲ့ခန္ဓာကိုအပူလွန်တဲ့တဘာဝအပင်စားတဲ့အခါမှာကျွန်မတို့နောက်ပြောက်ကအေးအေးလွန်တဲ့ခန္ဓာကိုမှအပူလွန်နေသူအပူစားမယ်ဆိုရင်သူ့အတွက်ကကောင်းတယ်ဒါပေမဲ့အပူလွန်တဲ့လူကအပူလွန်တဲ့တဘာဝအပင်ကိုစားလိုက်တဲ့ခါမှာသူ့အတွက်အကျိုးတရားမရှိဆိုးကျိုးတွေဖြစ်နိုင်တယ်အခါကျတော့ကျွန်မတို့က ဒီအပင်ကိုပြောပြလိုက်ပြီမဲ့ဘာဖြစ်လဲဆိုရင်တဲတဲ့လူရှိရယ်မတဲတဲ့လူရှိရယ်အဓိကကတော့ကျမတို့ရဲ့ခန္ဓာကိုယ်ဓာတ်ကြီး၄ပါအကြောင်းဓာတ်ကြီး၄ပါအကြောင်းကျမတို့ဓာတ်ကြီးတစ်ပါးပါးအแทမှာတခုခုလွန်ကဲရပြီဆိုရင်ကျမတို့ဒီအပင်နဲ့ kait မ kait ဆိုတာရှိသေးတယ်ဒါကြောင့်မို့အဲတချို့တွေကအကြံဉာဏ်ပေးရပေါ့နော်အမရေဒီပင်လေးကိုအော်ဒီယောဂကိုဒီဘာပင်လေးနဲ့ပြမလဲဆိုတာညွန်းလာရှင်ကျမတို့အသေးချာညွန်ပေးလို့လည်းမရဘူးပြောပြလို့လည်းမရဘူးကျမ ကုသတဲ့လူမဟုတ်ဘူးမြဝေတဲ့သူတယောက်ဖြစ်တာကြောင့်ပေါ့နော်အဲကြတော့သူ့ရဲ့ခန္ဓာဓာတ်ဓာတ်ကြီးလေးပါးမှာဘယ်တစ်ခုကလွန်နေတာလဲကျမတို့မသိနိုင်ဘူးယောဂဖြစ်တာတော့ဟုတ်တယ်အဲဘေးအပင်နဲ့ကဘေးကနဲ့ပိုကိုက်တယ်ဆိုတော့ကျမတို့မသိနိုင်အဓိကကဘာလဲဆိုရင်ကိုကိုကိုသိရမယ်ပေါ့နော်ကျမတို့ဓာတ်ကြီးလေးပါးမှာကျမတို့ဘေးအပားနဲ့အဲဘေးဘေးတစ်ခုကလွန်နေလဲပေါ့နော်ကျမတို့ကျမတို့လေဓာတ်လား မီဒလာရေဓာတ်လားဒါတွေမြေကြီးဓာတ်လားတော့ဆိုပထဝီဓာတ်ပေါ့ပြောရရင်တော့ကျွန်တော်ကလွယ်လွယ်လေးပြောလိုက်တယ်မြေကြီးဓာတ်လို့ပြောလိုက်တယ်ဒါပေမဲ့ဟောတကယ်ဟောအမ်စီနီယာမြမစီနီယာပြောရဲဆိုပထဝီဓာတ်တွေပေါ့အဲ့ခါကျတော့ဒီလွန်ကဲတဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့တုံးရမဲ့စီတွေတဘာဝစီပင်မဲ့ဖြစ်ဖြစ်မြမစီအမ်စီနီပဲဖြစ်ဖြစ်အဲ့ဒီမှာပြောင်းလဲသွားတယ်အဲ့ကျွန်မဘေးမှာပို့တည်သွားလဲဆိုရင် ဆာရေးဆရာမပေါ့နော်ဆရာရေးဆရာမနာမည်ကြီးဆောင်ရေးဆရာမပဲ तू ကအမ်ဆာရေးတဲ့အပြင်ကို तू ကဘာတွေစိတ်ဝင်စားလဲဆိုဒက်လူတွေမှာရှိတဲ့ဒက်အဲ့ဒီဒက်မှာမူတည်ပြီးတော့သူ့ရဲ့စေနီးကပြောင်းသွားတယ်နောက်ပြီးရင်လူတယောက်ကို तू ကဆေးကလွယ်လွယ်ကုပေးလို့မရအောင်ဒီယောဂါ तू လက္ခဏာမင်းလိုက်တယ်နောက်ပြီးသူ့ကိုဆန်လိုက်တယ်ဟုတ်ပြီဘာယောဂါတွေဖြစ်လဲဘာလက္ခဏာတွေပြလဲဟုတ်ပြီဒါဆိုရင်ဒီစေနီးတနည်းသူ့အတွက် तू ယောဂါနဲ့ယောဂါကိုကုသပေးမယ်ဆေးကို तू ဖော်ထုတ်တဲ့အခါမှာ နည်းဆုံး2နာရီ3နာရီလောက်သူကြာတယ်ဘာလို့လဲဆိုရင်တက်ချရရတဲ့အတွက်သူဘက်ဘာဒက်လုံခဲတာလဲသူဘာဒက်လုံနေတာလဲအော်အဲ့ဒီပေါ်မူတည်ပြောသူဆေးဆေးလူနာတယောက်ကိုကုသဖို့အတွက်အချိန်အများကြီးပေးရတယ်ဒါကျွန်မဖတ်ရတဲ့စာအုပ်ထဲမှာပေါ့နော်အခါကျတော့ तू ပြောပြတဲ့အခါမှာဆိုရင်ဒီဒီဆေးကနောက်ပြောင်းနေတဲ့လားဆိုမတဲ့ပြန်ဘူးဘာလို့ဆို तू က တက်တစ်ခုချို့ရင်းနေတာတောင်နဲ့တောင်မတူတဲ့အတွက်လူနာပေါ်မူတည်ပြီးတော့သူ့မှာဈေးတွေညှိရတာရှိရယ်ရှော့ရတာရှိရယ်တိုးရတာရှိရယ်ဒါကြောင့်မို့ကျမတို့ခောက်ကြရင်တော့ဒီခနာကိုကျမတို့ဓာတ်ပေါ့နော်အဓိကကကျမတို့မြမဈေးနီးမှာပေါ့နော်မြမဈေးနီးတွေကအဓိကကဓာတ်နေနဲ့သွားတယ်အန်ဓာတ်ဓာတ်နဲ့ကြည့်ပြီးတော့ဓာတ်စာဆိုတာပြောဖြစ်လာတာပေါ့နော်အဲကျတော့ဒီဓာတ်ကနေကြည့်ပြီးတော့ဒူဘာလိုအပ်နေတာလေဘာဓာတ်လိုအပ်နေရလဲအသူရှော့လို့လုပ်ပြီးတော့ တည်ရမှာပေါ့နော်အကျော်စမကတဘာဝစေးပင်းနဲ့ဖတ်ပြပေးမယ်ကိုယ်တိုင်ဆုံးဖြတ်ရမှာအာဆုံးဖြတ်ရမှာကိုကိုယ်တိုင်ပဲအဲ့တော့ဘာရှိဖို့လို့လဲဆိုရင်ကျမတို့ဓာတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဓာတ်နဲ့ပတ်သက်ပြီးတော့ဘ ഹു တုတရှိဖို့လို့တယ်အကျော်ကျမကအဲအာအခုမှပြင်ဆင်တော့မရှိသေးရဲ့ပေါ့နော်အဲ့ဒီဓာတ်အကြောင်းလူတွေကလည်းစိတ်ဝင်စားပါမလားစိတ်ဝင်မစားလားကျမလည်းမသိဘူးဒါပေမဲ့ကျမကတော့တအားယူသိစေချင်တယ်ပေါ့နော်လူတယောက်ရဲ့ခန္ဓာကိုယ်ဥမာကျမဆိုရင်အပူဓာတ်တအားများတယ်ဆောင်းသွင်းမှာဆိုရင် သူများတွေကချမ်းပြီးတော့ဟိုလုံအောင်အပြင်မထွက်နိုင်ကျမမဟုတ်အပူဓာတ်တအားများတဲ့အခါမှာမနဲ့အစောပဲရှိတယ်ရည်ရီချုံးနေရတယ်အဲ့လိုမျိုးပေါ့သူများတွေဆိုအော်အေးဘာလို့ရည်ရီချုံးနေရလဲအလောက်ထိမချမ်းလားဘာညာမဟုတ်ကျမအေးတဲ့ဒေသမှာနေပြီးတော့ရည်ရခါလေးဆို9နိုင်ခါလေး6နိုင်9နိုင်အဲ့လိုတွေချိုးတာရှိရင်အဲ့ဒါဘာကြောက်လဲဆိုတော့ကျမရဲ့အပူဓာတ်လွန်ခဲ့တဲ့အတွက် နောက်ချက်ခါကျတော့ဟိုကျမစားတဲ့အစာတောက်တွေကလည်းအပူလွန်တဲ့အစာတောက်တွေဖြစ်တယ်ကျမစိုက်တဲ့အစာတောက်ကလည်း အပူလုံနဲ့ဖြစ်ခါကြောင့်အမှကျွန်တော်တို့ဓာတ်ကြီး၄ပါရှိတဲ့အခါမှာကျွန်တော်တို့ကျွန်တော်တို့ဒီအပူဓာတ်ကြီးဓာတ်ကြီး၄ပါအမြအနေမှာကျွန်တော်တို့ခန္ဓာကိုယ်ကျမ်းမာတာဘာမှယောဂမှာမဝင်တာပေါ့နော်တကယ်လို့များဓာတ်ကြီး၄ပါတဲ့တခုခုနေဝါပြီးဆိုတာနဲ့လွန်သွားပြီးဆိုတာနဲ့တိတာလာတယ်။အဲကြောင့်ကျွန်တော်တို့မြမဆင်းနီးမှာဆိုရင်စီးတကူတကရှာတောက်ဆံမျိုးပဲနဲ့ကျွန်တော်တို့ဒီတဘာဝစီးအပင်လေးတွေနဲ့နော်ကျွန်တော်တို့တောက်တောက်ပေးတာနဲ့ ကျမ်းမာသွားတယ်ပေါ့နော်တအားကြီးကြီးမားမဖြစ်ဘဲနဲ့အဲကြောင့်ကျမတို့ကျမတို့ဒီဆေးကိုဆေးတဘာဝဆေးအစွမ်းတက်ပြီးကိုတိယုံရတိယုံတိရှိဖို့အပြင်ပေါ့နော်တိရှိဖို့အပြင်ဘာဒီလိုအပ်လဲဆိုရင်ကိုယ်ခန္ဓာကိုအကြောင်းအရင်သိဖို့လိုတယ်အဲ့ဒီကိုယ်ခန္ဓာကိုအကြောင်းသိမှဘာတက်လို့နေတာလဲဘာချွတ်ယွင်းနေရလဲငါဘာအားဖြစ်ဖို့လိုတာလဲဘာစားပေးဖို့လိုတာလဲသိမှသူမဟုတ်ပဲတခြားတွေကိုလိုက်မေးတယ်လိုက်မေးတယ်ဆိုရင် ူ့ရဲ့ခန္ဓာကိုဘာလို့အနေနဲ့ကျွန်တော်တို့မသိကိုကိုကိုပဲသိမှာအဲကျွန်တော်ကျွန်မအတရရက်ပေါ့နော်ဒီခန္ဓာကိုဘာဓာတ်တွေနဲ့ဖွဲ့စည်းထားတဲ့အကြောင်းဘီဓာတ်လွန်လွန်နေဆိုရင်ဘာဘလို့အဲဖြစ်ဆွဲရဖြစ်ဆက်တဲ့အစားအစာတွေစားရမယ်အာကျွန်မပြောပြလိုက်တယ်ဘေးပင်ကဘလို့ကောင်းတာဘလို့ကောင်းတာဆိုပြီးမှအဲ့ဒီကိုယောဂလက္ခဏာပဲလက်ကိတ်ပြီးတော့လိုက်စားမယ်ဆိုရင်ကောင်းတာမကောင်းတာမကောင်းတာပုံဖြစ်ဖို့များတယ် ဘာဖြစ်လို့လဲဆိုရင်ကိုယ်ခန္ဓာကိုယ်ဘာလို့နေမှမသိပဲနဲ့အဲ့ဒီကောင်းတာပဲအကုန်ဇွတ်သွဲလိုက်မယ်ဆိုရင်စိုးချိုးဖြစ်ဖို့အများတယ်အဲတော့နောက်ပိုင်းကျရင်စမဘောနော်ဒီခန္ဓာကိုယ်ရဲ့တဲ့အကြောင်းကိုပြောပြဖို့ရှိတယ်ဒါလေးကိုတိချာလေးနားထောင်ပေးပြီးတော့ကိုယ်ခန္ဓာကိုယ်မှာဘာဓာတ်တွေလိုနေလဲဆိုတာကိုအဲဆန်းစစ်ပေးပေါ့နော်အဲ့ဒီဆန်းစစ်ပေါ်မှုတည်ပြီးတော့လိုက်ဖက်မဲ့တဘာဝအပင်တွေကနေအဲစမတို့ယူပေးပေါ့နော်အဲ့ဆိုရင်စမဆက်ပြောပြပြောမယ်နော်အခုစမကဒီ ဤကရစ်ပင်အကြောင်းပြောပြချင်လို့ပေါ့နော်လိုက်ကလည်းတခါမှမလွင်ဘူးအဲအာနိုင်ချက်တွေအတန်တိုးတာတွေရှိတယ်ဆိုရင်ဟိုတစ်ချက်ဟိုနားလေပြီးဖို့ပေါ့နော်အဲကျမလည်းပထမဆုံးလွင်လာဆိုတော့ဘာတွေလိုအမှန်မှန်သိဘူးဖြစ်သွားပါတယ်ရှင်အဲအဆုံးကျမဤကရစ်ပင်အကြောင်းပြောနေရင်းနဲ့ပေါ့နော်ကျမဒီဓာတ်အကြောင်းလေးကိုပြောပြလိုက်တာပေါ့နော်အဲဘာလို့ဆိုရင်ဟိုအော်ပြောရင်းနဲ့ဒီဖက်ရောက်သွားလို့တစ်ချက်နားလေပြီးပါနော် အဲ့တော့စမဓာတ်ဓာတ်အကြောင်းလူလူခဏလူခဏကိုမှလိုအပ်တဲ့ဓာတ်အကြောင်းနေတီးရပြီဆိုရင်ကျမအဲဟိုပြန်ပြန်ပြီးတော့နားထောင်ပေးပါဘူးเนาะအခုကတော့စမဧကရိပင်အကြောင်းပြောနေတာဖြစ်တဲ့အတွက်ဒီဧကရိပင်အကြောင်းကိုဆက်ပြောပါမယ်เนาะအခုကျမပထမဆုံးပြောသွားတာဧကရိပင်ကဘေးကနေမူရင်းကဘေးကပေါ်လာတယ်လေနောက်ပြီးရင်သူ့ရဲ့ကောင်းကျိုးတွေကဘာလဲပေါ့เนาะအခုကတော့ဆိုဂျူပြောနေတာပေါ့เนาะအမ်ဒီဒါမဲ့ ူရဲ့ဆိုးကျိုးကစမန်ကျမပြောတယ်ဒီသူရဲ့အပင်တွေအကိုင်းတွေကိုဝါစားမိတယ်ဆိုရင်မအီမတာဖြစ်တယ်နောက်နောက်ပြီးရင်ဟိုဟာမအီမတာဖြစ်တယ်ဝမ်းရှော့တယ်ဒီ ठी ဖြစ်နိုင်တယ်ဗောနော်တကယ်တော့များဒီအကိုင်းကိုလက်နဲ့ ठ ီမိတယ်ဆိုရင်ကျမတို့ရားရံတာတွေဖြစ်တယ်အဖူပိုက်တွေထွက်လာတတ်တယ်ဗောဒါကတော့ဆိုးကျိုးဗောနော်ဒါဆိုရင်ကျမတို့ဒါကတော့ကောင်းကျိုးနဲ့ဆိုးကျိုးဗောနော်ကျမပြောရတာဒါဆိုရင်ဘာလို့ဒီလိုမျိုးဖြစ်ရလဲဆိုရင်ကျမတို့ ဒီသူ့ရဲ့အစင်းမှာပါတဲ့ဒီဓာတ်ဆောင်ခဲကကလစီယံအောက်ဆလိုက်လို့ခေါ်တယ်။ကလစီယံတော့ကလစီယံပဲဒါပေမဲ့အောက်ဆလိုက်ပါလိုက်တဲ့အတွက်ကျွန်တော်တို့အစိတ်တောက်ဖြစ်စေတဲ့ဟာဖြစ်သွားတယ်။ဒါကြောင့်မို့ဒီကလစီယံအောက်အောက်ဆလိုက်ပါတဲ့အတွက်ဒီအစေးမှာပါတဲ့အတွက်အပင်မှာပါတဲ့အတွက်ကျွန်တော်တို့မအီမတာတွေဖြစ်တာတွေရားရံတာတွေဖြစ်လာဖြစ်လာတာပေါ့နော်ဒါမဲ့ကျွန်တော်တို့အဲရားရံတာတော့ဖြစ်တယ်ဒါမဲ့တည်စီတဲ့တော့အထီတော့အစိုက်အစိုက်တော့မဖြစ်စေပါဘူးဒီအပင်ကပေါ့နော် ကဲလို့များကျမတို့ဒီပင်ကိုထိမိပြီးတော့တခုခုပေါ့နော်ဟိုဖြစ်လာတာဖြစ်ဆိုးရိမ်တာပဲဖြစ်ဆိုရင်နိစက်ရစိတ်ခန်းနေမှာတက်ကြွနာလက်သူနဲ့ပြပြီးတော့ဟိုကုတာပို့တော့အကြံပြုပြစီရှင်။ဒါဆိုရင်ကျမအခုပြောပြပေးရတာကောဒီကျောက်စိန်အီဂရစ်ပင်ဒါမှမဟုတ်ဒေါ်လာပင်လို့ခေါ်တဲ့အကြောင်းပေါ့နော်။အနည်းချက်လိုက်မယ်ဆိုရင်ဒီပင်ကအာမူရင်းဘေကလာလဲဆိုရင်အာဖရိကကကျမတို့1900စက်တမတော်1900 ကျော်လောက်မှဟိုထိုင်ဝမ်ကနေစတင်ပြီးတော့တင်သွင်းတယ်ပေါ့နော်အစကတော့ကြောက်စိန်ကမုံလို့ပဲခေါ်တယ်နောက်တင်သွင်းတဲ့လူကကြောက်စိန်အစ်ကရစ်ဒါမှမဟုတ်ဒေါ်လာပင်ဆိုပြီးမှနာမည်စပေးခဲ့တယ်ပေါ့နော်ကောင်းကျိုးတွေကဘာလဲဆိုရင်ကျမတို့အစိတ်တောက်ကိုဖေရှားပေးပြီးတော့လေတန့်စင်စေတယ်နံပါတ်2ချက်ခါကျော့ကျမတို့ပြုစုရတာလွယ်တယ် ရေလဲခဏခဏလောင်ပေးစရာမလိုဘူး။ तू ရေကြိုက်တဲ့အပင်မဟုတ်ဘူး။ရေများသွားတယ်ဆိုရင်ပုတ်တက်ပြီးတော့တည်တက်တယ်ပေါ့နော်။နောက်ပြီး तू အပွင့်အပွင့်တအားပွင့်ခဲတယ်။မြင်လည်းမကျမမြင်ဘူးပေါ့နော်။ပွင့်ရင်လည်းသူပြောတယ်အဲ့ဒီပန်းအဲ့ကျမတေးဖက်လိုက်ရတယ်ပေါ့နော်။ तू ကပန်းပွင့်ခဲတယ်။ပန်းပွင့်လာတဲ့အခါမှာ तू ရတဲ့ထီကိုနှစ်ခေါက်လားတစ်ခေါက်ပွင့်ရင်တစ်ခေါက်ထီပေါက်တယ်တဲ့။နှစ်ခေါက်ပွင့်တဲ့နှစ်ခေါက်နောက်နောက်ခေါက်ပွင့်တဲ့အခါမှာလည်းထီထပ်ပေါက်တယ်တဲ့။ဒီလောက်ထီကိုပေါ့နော်စီးပွားဖြစ်တဲ့ အပင်လို့ပြောတာပေါ့ဒါကြောင့်မို့ကျမတို့ရုံခန်းနေအိမ်သွင်းမာတွေဆိုရင်ဒီအပင်ကိုစိုက်ကြတာဖြစ်တယ်ဘာလို့လဲဆိုရင်အလပအပင်စီးပွားဖြစ်စေလို့ပေါ့နော်ဒါကြောက်စိတ်အင်ဂရစ်ပင်ရဲ့ကောင်းကျိုးတွေပေါ့ဆိုကြွားကျမတို့ခဏပြောသလိုပဲအစိတ်သားဖြစ်စေတယ်ရာရဏာတွေဖြစ်စေတယ်ဒါတွေကသူ့ရဲ့ဆိုးကျိုးတွေပေါ့နော် and ဒါဆိုရင်တော့ဟိုကျမရဲ့အပင်အကြောင်းလေးကိုဒီမှာပဲရပ်ထားလိုက်တော့မယ်နော်ဒီမှာပဲအဲ음 ပိတ်လိုက်တော့အော်ဗာလဲရက်လိုက်တော့မယ်ပဲပြောမှာပေါ့နော်အဲနောက်နောက်ထပ်မှာလဲကျွန်မ line line လွင့်ခဲ့ရင်လဲကျွန်မအဲတကယ်အကျိုးရှိစေတဲ့အကြောင်းပေါ့နော်အကျိုးရှိစေတဲ့အကြောင်းလေးကိုကျွန်မမျှဝေပေးအောင်ပါပါအဲနားဆင်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကိုစင်နှပြကျွန်မချမ်းသာကြပါစေခုလိုပဲအားပေးကြပါအောင်နားဆင်ပေးကြပါအောင်ရှင်